အမေရိကန်နိုင်ငံအနေနဲ့မြန်မာနိုင်ငံအပေါ်ကုန်သွယ်ခွန်၄၄ရာခိုင်နှုန်းတိုးမြင့်ကောက်ခံမှုမပြုတင်ကြောင်းနစကောက်ခထဗိုလ်ချုပ်မှုကြီးမင်းအွန်လိုင်းကရုရှားသတင်းဌာန RT ရဲ့မေးမြန်းခန်းအတွင်ထည့်သွင်းပြောကြားခဲ့ပါတယ်။ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုကိုအခွန်တိုးကောက်တာမလုပ်တင်ဘူးလို့ကျွန်တော်တို့ယူဆပါတယ်လို့ဆိုပါတယ်။ Trump အဆိုရရဲ့အခွန်တိုးမြင့်ကောက်ခံမှုဟာ၎င်းရဲ့မိတ်ဆွေနိုင်ငံတွေပါဝင်တယ်လို့တရုတ်နိုင်ငံအပေါ်လည်းရာခိုင်နှုန်းကြီးကြီးမားမားအခွန်စည်းကြက်တာရှိကြောင်းလည်း၎င်းကစက်ပြောပါတယ်။ မြန်မာနဲ့အမေရိကန်တို့အကြားကုန်သွယ်မှုကိုကြည့်ရင်တနစ်ကိုအမေရိကန်ဒေါ်လာတန်800ကျော်ခန့်သာရှိကြောင်းစီးပွားကူတန်ရဲ့အချက်အလက်တွေကိုကိုးကားပြီးနတ်ဆကဥက္ကဋ္ဌကဆိုပါတယ်။တချို့နှစ်တွေမှာလည်းကျွန်တော်တို့ဘက်ကပို့တာတွေများပြီးတော့တချို့နှစ်တွေမှာလည်းအမေရိကန်ကပို့တာတွေများတယ်လို့မေးမြန်းခန့်မှာဖြေကြားပါတယ်။မြန်မာနိုင်ငံအနေနဲ့တနိုင်ငံတည်းကိုမိခိုးကုံတွယ်မှုကိုရှောင်ရှားပြီးနိုင်ငံအားလုံးနဲ့မျှတစွာကုံတွယ်မှုလုပ်တာမျိုးပိုကောင်းတယ်လို့လည်းဆိုထားပါတယ် သူတနိုင်ငံတည်းမိမဲ့အစားအခြားနိုင်ငံတွေမြပြီးတော့ရောင်းတာမျိုးပေါ့ကျွန်တော်တို့တော်တော်များများတော့သူစေခွက်ကိုအများကြီးမိခုံနေတာတော်တော်များတာတွေ့ရပါတယ်အဲ့ဒါကိုတော့စဉ်းစားဖို့ကောင်းတယ်လို့နာဆာကဥက္ကဋ္ဌကသူ့အမြင်ကိုပြောကြားထားကြောင်းပါခင်ဗျာ